င်္ဂလာပါရှင်ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ဘင်္ဂလားပင်လယ်အော်ဒေတာနိုင်ငံများဤပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်စတက်ရဲ့6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်မြန်မာနိုင်ငံအလဲပိုင်းဒေတာသခိုင်းကိုပဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ညင်ကလေးကြီးလှုပ်ခတ်အပြီး6ရက်အကြာမှာစစ်ကောင်းဆောင်ခရီးထွက်ခဲ့ခြင်းလည်းဖြစ်ပါတယ်ပြည်အောင်ခွန်တသမခွန်ရစ်တာစကေးရှိညင်ကလေးဟာခမန်လူပေါင်း3000ကျော်တိတ်ဆုံးခဲ့ရပြီး လူဦးရေ1.8တတန်းအပေါ်ထိခိုက်မှုရှိခဲ့တာပါ။ငလျင်ကြောက်ပြိုကျပြီးလူတွေပိတ်မိနေတဲ့အဆောက်အဦတွေကိုအပီးသက်မရှင်းလင်းနိုင်သေးတဲ့အပြင်နောက်ဆက်တွဲငလျင်အန္တရာယ်တွေကိုလည်းစိုးရိမ်နေရဆဲဖြစ်ပါတယ်။အဲ့ဒီလိုအခြေအနေမှာနိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ဘင်းစတက်အစည်းအဝေးထက်ပြည်တွင်းကယ်ဆယ်ရေးကိုဦးစားပေးလှုံ့ဆော်ဖို့လိုအပ်နေတာပါ။ဒါပေမဲ့စစ်ကောင်းဆောင်ဟာပြည်တွင်းကကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးလုပ်ငန်းတွေထက် သူနဲ့စစ်ကောင်စီရဲ့တရားဝင်ဖြစ်မှုကို ပြသနိုင်မဲ့အခွင့်အရေးအတွက်ဘင်းစတက်အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။ဗီရင်ရရားတွေကိုအလွန်အကျုံယုံကြည်ကြတဲ့စစ်ကောင်ဆောင်အပါအဝင်စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာငလျင်ဘေးကိုနမိတ်ဆိုးအဖြစ်ယူဆခဲ့ကြပါတယ်။ဒါကြောင့်တုံ့နှုတ်နေတဲ့စစ်ကောင်ဆောင်ဟာသူကိုယ်တိုင်ဇပွဲအောင်ဝင်ပုန်းခဲ့ရပါကြောင်းနေပြည်တော်ကငလျင်အလှူငွေကောက်ခံပွဲမှာကပောက်တိကပောက်ချပြုတ်ခဲ့တာဖြစ်ပါတယ်။ငလျင်ကြောင့်တမိုင်းဝင်ရွှေစားရဖျားထီတော်အပါအဝင် တကိုးကြီးဖျားရရဲ့ထီတော်တွေမြေခခဲ့ကြပါတယ်။မကြခင်ကာလကမှစစ်ကောင်းဆောင်ကိုရာရရရာခြေခဲ့တဲ့မန္တလေးကျုံနဲ့အင်းဝဒေတာပါ။ငလျင်တံကိုအကြီးအကျယ်ခံခဲ့ရပါတယ်။မန္တလေးကျုံကစီစီတရားနဲ့အင်းဝကမအိုလျှောက်လန်းတို့ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာစစ်ကောင်းဆောင်ကရရရာအယပြင်ဆင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုကပ်ဘေးဟာစစ်ကောင်းဆောင်ရဲ့ရရရာတွေပြက်ပြဲတာမျိုးဖြစ်တယ်လို့တံပြန်တာမျိုးလို့ယူဆမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်းဆောင်ခြေတဲ့ရရရာကြောင့်ဖြစ်ရတာမဟုတ်ကြောင်းကိုစစ်ကောင်းစီကိုထောက်ခံသူစစ်လော်ဘီတွေကတုံ့ပြန်ကြပါတယ်။သူတို့က2021ခုနှစ်အာဏာသိမ်းမှုကိုစတင်တဲ့ဆန္ဒပြပွဲတွေမှာမဖွဲဝါပုံစံအကောင့်ထမ်းပြီးဆန္ဒပြကြလို့အခုလိုငလျင်လှုပ်ခတ်ခြင်းဖြစ်ကြောင်းတံပြန်ဝါဒဖြန့်နေကြတာပါ။ဒါပေမဲ့ဒါဟာအတော်ဝေးတဲ့ကာလမှာပါ။စစ်ကောင်းဆောင်ခြေခဲ့တဲ့ရရရာကတိတ်မကြခင်ကမှမို့အဲ့ရရဲ့အကျိုးဆက်ဖြစ်ဖို့များပါတယ်။ပို့ပြီးထူးခြားတာကအခုငလျင်မှာ စစ်ကောင်းဆောင်လုံးမဲ့ရွေးကောက်ပွဲလမ်းကြောင်းမှာဥပဒေပြည်ရေးကဏ္ဍအတွက်အရေးပါတဲ့လွတ်တော်အဆောက်အဦတွေပါထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီငလင်းဟာစစ်ကောင်းဆောင်အတွက်နမိတ်ဆိုးဆိုတာတည်စားပါတယ်။အဲ့ဒီအခြေအနေမှာတုံ့လုံနေတဲ့စစ်ကောင်းဆောင်ဟာငလင်းကြောင့်ဖြစ်တဲ့အနိဋ္ဌာယုံမြင်ကွင်းတွေကိုလူမြင်ကောင်းအောင်ကြည့်ရှုစစ်ဆေးနေရတာကြောင့်ပိုပြီးစိတ်ဖြစ်စည်းနေကြတာကိုတွေ့ရပါတယ်။ဒါကြောင့်စိတ်ဖြစ်ရာအတွက်သာမက သူနဲ့စစ်ကောင်စီတရားဝင်ဖြစ်ရေးအတွက်အရေးပါတယ်လို့ယူဆရတဲ့အစည်းအဝေးကိုရအောင်တက်ခဲ့တာပါဘင်းစတက်ထိပ်သီးအစည်းအဝေးမှာအင်ရှင်ဖြစ်တဲ့ထိုင်းကမြန်မာစစ်ကောင်ဆောင်ကိုတက်ရောက်စေခဲ့တာနဲ့ပတ်သက်လို့ဝင်စည်းချုပ်ပေတုံတန်ရှင်တော်ဝတ်အနေနဲ့လွတ်တော်ကိုလာရောက်ရှင်းပြဖို့လိုအပ်တယ်လို့ထိုင်းလွတ်တော်အမတ်တဦးကတောင်းဆိုထားပါတယ်ထိုင်းအောက်လွတ်တော်အမတ်ကန်နာဝီစုပန်းကလွတ်တော်အစည်းအဝေးကတဆင့်တောင်းဆိုခဲ့တာပါ ဒါအပြင်ထိုင်းကိုပါတက်ရောက်စေခဲ့တဲ့မြန်မာနိုင်ငံမှာလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့်လူတိုင်းစိတ်မကောင်းဝမ်းနည်းနေတဲ့အချိန်မှာစစ်ကောင်းဆောင်ကိုဖိတ်ကြားခဲ့တဲ့အကြောင်းရင်းတွေကိုဝင်းကြီးချုပ်ပေတုံတန်ရှင်နာဝတ်ထရာကိုမေးမြန်းရမယ်လို့ထိုင်းအောက်လွတ်တော်အမတ်ဖဲပါတီအထွေထွေအတွင်းရေးမှူးကနာဝီစီဝန်းကပြောခဲ့တာကိုတွေ့ရပါတယ်။ထိုင်းတက္ကသိုလ်ကျောင်းသားတဦးကလည်းဘင်းစတက်အစည်းအဝေးကျင်းပတဲ့ဘန်ကောက်မြို့ကရှန်ဂရီလာဟိုတယ်အတွင်းမှာမြန်မာစစ်ကောင်းဆောင်ကိုကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဧပြီလ၄ရက်ညနေ၄နာရီခွဲမှာထိုင်းတက္ကသိုလ်ပထမနှစ်ကျောင်းသားပွန်ဟာဆရာနာရှင်လူတက်တမားကိုကြိုးဆိုမှာမဟုတ်ကြောင်းဟိုတယ်အတွင်းမှာအော်ဟစ်ဆန္ဒပြခဲ့ပါတယ်။ဟိုတယ်လုံခြုံရေးတွေနဲ့ထိုင်းအာဏာပိုင်တွေကပွန်ကိုဖမ်းဆီးဆွဲခေါ်သွားပြီးတဲ့နောက်မှာပွန်ဟာနိုင်ယူပိုင်အတွင်းမှာပဲပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းလည်းသိရပါတယ်။ဒါပေမဲ့အနောက်ရှက်ဂိမ်းစွာနဲ့အစီအဝေးပြမြောက်ခဲ့ပါတယ်။ဘင်းစတက်ထိပ်သီးအစီအဝေးကိုတက်ရောက်လာတဲ့ခေါင်းဆောင်တွေကနေ ညင်းကလေးတန်းခံခဲ့ရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံတို့အတွက်ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီကြေညာချက်ကိုဘေးစတက်အစည်းအဝေးကနေထောက်ခံအတည်ပြုခဲ့ပါတယ်။ပူးတွဲကြေညာချက်မှာငလျင်တန်းခံခဲ့ရမှုအတွက်ဘင်းစတက်ခေါင်းဆောင်တွေက ဝန်ထဲကြောင်းသွေးစည်းညင်ညွတ်မှုကိုပြသကြောင်းနဲ့ထိခိုက်ခံရတဲ့နိုင်ငံတွေကိုထောက်ပံ့ဖို့ဂရီကဝတ်တွေကိုဖော်ပြထားတာဖြစ်ပါတယ်။ဒါအပြင်သဘာဝဘေးအန္တရာယ်ကိစ္စရပ်တွေကိုစီမံခန့်ခွဲရမှာ ခိုင်မာတဲ့ပူပေါင်းဆောင်ရွက်မှုတွေကိုထင်ဟစီရနဲ့တဘာဝဘေးရန်နေရာတွေအတွက်တုံ့ပြန်မှုရန်နေရာတွေကိုအားပြေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ဘင်းစတက်အစီအဝေးမှာခေါင်းဆောင်တွေဟာထိုင်းမြန်မာငလျင်တန်းကိစ္စသဘောတူညီချက်အပါအဝင်သဘောတူညီချက်6ခုကိုအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။အစီအဝေးပြီးမှကုန်သက်ရေးနဲ့တည်ယူပို့ဆောင်ရေးပူပေါင်းဆောင်ရွက်မှု တိုးမြင့်ဖို့ကြေညာပြုခဲ့ကြပါတယ်။ပြီးခဲ့တဲ့အပတ်ကမြန်မာနဲ့ထိုင်းနိုင်ငံတို့မှာလူပေါင်း3000ကျော်တိတ်ဆုံးခဲ့ရတဲ့ငလျင်ဘေးဒဏ်ကြောင့် သဘာဝဘေးရန်ရဲ့ကယ်ဆယ်ရေးအထောက်အမှုတွေကိုတိုးမြှင့်ဖို့ဘင်းစတက်ခုနှစ်နိုင်ငံကသဘောတူညီခဲ့ကြပါတယ်။ဒါ့အပြင်ခေါင်းဆောင်တွေကငန်းရင်ထံခံရတဲ့မြန်မာနဲ့ထိုင်းတို့အတွက်ဝန်နေကြောင်းသွေးစည်းညွညွကြောင်းနဲ့ထောက်ပံ့ဖို့ဂရိကဝတ်ပြုခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်ပီတုံတန်ကပြောပါတယ်။မြန်မာစစ်ကောင်းဆောင်ဟာထိုင်းနိုင်ငံမှာစစ်မှန်နေပဲအစည်းအဝေးပြီးတဲ့ဧပြီလ၄ရက်နေ့ညပိုင်းမှာပဲလေးနဲ့နေပြည်တော်ကိုပြန်ခဲ့ပါတယ်။လုံခြုံရေးစိုးရိမ်ရတာကိုဆန္ဒပြခံရမှာကိုကိုစိုးရိမ်လို့ဖြစ်နိုင်ပါတယ်။ အရင်ခရီးစဉ်တွေတုန်းကလို့စစ်ကောင်းဆောင်ဟာလူငယ်တွေရဲ့ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောင်လာကြောင်းပြောဖို့လေ့ကျင့်ပေးတာခံရတယ်အတင်းလာကြိုခိုင်းသူတွေကိုလည်းစစ်ကောင်းဆောင်ကိုနေပြီးတော့မှလာကြိုတာမတွေ့ရပါဘူးစစ်ကောင်းဆောင်ဟာသူဟာအကြီးအကဲပါဆိုတာကိုထိုင်းအကူအညီနဲ့တရားဝင်မှုကို ပြသသွားခဲ့ပြီးဖြစ်ပါတယ်နေပြည်တော်ပြောင်းရောက်ပြီးတဲ့နောက်စစ်ကောင်းဆောင်ဟာ UNESCO ရဲ့ကမ္ဘာ့ဒရမ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စည်းရင်းမှာစကားတင်စည်းရင်းအတွင်ပါဝင်လာတဲ့ ညမရိုးရအတကြံကိုသူ့လက်ထက်မှာစည်ရင်ဝင်အောင် လုပ်ပြပါလေဦးမယ်။ကျုံဘေးကငလျင်ဒုက္ခတွေတွေကတော့တကြံမန်းတဲ့ဆောက်ဖို့အတွက်နေရာရွှေ့ပေးနေရပြီဖြစ်ပါတယ်။တကြံပြီးလို့အပြည့်ရက်ကာလကြောတဲ့အခါပြည်သူတွေကိုဘုံကျဲနေဦးမှာပဲဖြစ်ပါတယ်။စစ်ကောင်းဆောင်ရဲ့ထိုင်းခရီးစဉ်ဟာလည်းသူ့နဲ့စစ်ကောင်စီအတွက်တရားဝင်မှုဖြစ်ရေးအခွင့်အရေးယူတဲ့ခရီးစဉ်သာဖြစ်ခဲ့ပါတယ်။နိုင်ငံကို တကယ်စေတနာရှိတဲ့ခေါင်းဆောင်ဆိုရင်အခုချိန်မှာကေဆယ်ရေးလုပ်ငန်းတွေကိုသာအာယုံဆိုင်ဆောင်ရွက်နေရမှာဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ယူကရိန်းတမတာကတော့စစ်အတွင်ဝစ်စားစီရင်မှုနဲ့ပဲအင်ဖြူတော်ကိုဝင်ခဲ့ပါတယ်။ငလျင်ကြောင့်ပြည်သူတွေစိတ်ဒုက္ခရောက်နေချိန်မှာတိုင်းပြည်အပေါ်စေတနာမမှန်တဲ့စစ်ကောင်းဆောင်ကတော့အနောက်တိုင်းပွဲတက်ဝစ်စုံနဲ့အရေးအပြုံးမပြတ်ထိုင်းမှာပွဲတက်ခဲ့တာကိုတွေ့ခဲ့ရပါတယ်ရှင်။